ကဲအားလုံးမင်္ဂလာပါကျွန်တော်နာမည်ဖိလစ်ခေါ်ပါတယ်ကျွန်တော်မိတ်ဆွေနဲ့အကုန်လုံးနေကောင်းကြပါစေလို့ကျွန်တော်ဒီကနေပြီးတော့อืมဆုတောင်းလိုက်ပါတယ်ဒီနေ့ရတော့အမင်တမအေးတဲ့ညလေးပေါ့နော်ဆောင်းနှင်းဆောင်းဝင်ပြီဆိုတော့ကျွန်တော်မီးလောင်နေတယ်ပြီးရင်ဂီတာတီးတယ်ဆိုတော့အခုကျွန်တော်အမ်ကျွန်တော်မိတ်ဆွေနဲ့အကုန်လုံးကိုဖျော်ဖြေခြင်းလို့ကျွန်တော် live လွှင့်တာဖြစ်ပါတယ်ကျွန်တော်အတန်ကောင်းလို့တော့မဟုတ်ဘူးဂီတာသီးလို့လည်းမကောင်းဘူးဒါပေမဲ့ကျွန်တော်ဝါဒနာပါတယ်ပေါ့နော်ဆိုတော့စူးစမ်းပြီးတော့ကျွန်တော်ဆိုပြမယ်ဒီနေ့ပထမဆုံးတချင်းဆိုပြချင်တာကတော့အမုံဖွဲ့သေးပေါ့နော်ကိုထက်နေကြီးတချင်းဖြစ်ပါတယ်ပေးရေးဆရာကတော့ကိုမြင့်မိုးအောင်လို့ချင်ပါတယ်မိုင်းလိုက်မှမပေါ့ကဲကျွန်တော်စူးစမ်းပြီးတော့ဆိုပြပါမယ်ခင်ဗျာအမုံဖွဲ့သေး So por me cinza, maneira me de Yeah, I'm me. ောရာချင်းများ Okay ပါအလုံးကိုကျေးဇူးတင်ပါတယ်အာအမပါလို့ရှင်လည်းနားလည်ပေးပါ ဆိုတော့မကောင်းလို့ရှိရင်လည်းနားလည်ပေးပါခင်ဗျာလို့ပြောချင်ပါတယ်။ကဲဒီနေ့တော့လောလောဆယ်တပုတ်ပဲဆိုမယ်နော်။ဆိုတော့စကားလေး easy ထိုင်ပြီးတော့ပြောရအောင်။အလုံးနေကောင်းကြမယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့အမ်ကောလုံးနဲ့ကျွန်တော်ပြောချင်တာကတော့ဒီအခုပေါ့နော်ပြီးခဲ့တဲ့ဒီ Australia ရွေးကောက်ပွဲမှာ ကျွန်တော်ဝင်ပြီးတော့မဲပေးရတာပေါ့နော်အော်စီနိုင်ငံသားဖြစ်တယ်ဆိုတော့မပေးလို့လည်းမရအောင်အဲ့တော့ကျွန်တော် Labor Party ကိုပေးလိုက်ပါတယ် Labor Party ကတော့ဒီလူပြောများတာပေါ့နော်တချို့လူနေရာတော့မကြိုက်ကြဘူးတချို့လူနေရာတော့အာ Liberal ကိုပဲကြိုက်တယ်ကျွန်တော်ကတော့ဟိုကိုနားလေတလောက်ပေါ့နော်အာ Labor Party က Labor Party က um သူအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ပေါ့နော်အဲအော်စီဆိုရကရွေးရွေးချယ်စရာနှစ်ဖွဲ့ပဲရှိတယ်ဆိုတော့လည်းတိတ်ပြီးရွေးချယ်စရာမရှိဘူးဆိုတော့ဘယ်ဖွဲ့ပဲရွေးရွေးသူဟာနဲ့သူကောင်းတဲ့ချက်ရှိတယ်လို့မကောင်းတဲ့ချက်နေလည်းရှိတယ်ဆိုတော့ကိုလိုက်မိတယ်လို့ပေါ့သူတို့ကအရန်ကြီးကျမွားကြတယ်ဆိုတော့လေဆိုတော့အမ်โอเคပါကျွန်တော်ခုလောလောဆယ်ဒီလောက်ပဲကျွန်တော် share ချင်ပါလေကျွန်တော်ကလေးခဏတော့ကြည်လောက်အောင်မယ်